အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျိုးစိုးပါ People Media ဖြစ်ပါတယ်ဗျာဒီကနေ့နိုဝင်ဘာလ22ရက်နေ့အထူးခြားတဲ့သတင်းချို့ကောက်တော့ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီတောင်ငူမြို့နယ်မှာဖေးအရင်ဖြစ်တဲ့သူကအသက်မပြည့်သေးတဲ့တမိငယ်နှစ်ယောက်ကိုအာရမပြုခြင်းဖို့လုပ်ခဲ့တယ်ဗောဗျာစူးစမ်းအထောက်ခဲ့တယ်တယောက်ကတော့သူအထမြောက်ခဲ့တယ်ဗောကလေးနှစ်ယောက်ကတယောက်က12နှစ်တယောက်က14နှစ်14နှစ်အဲ့ဒီမှာကျွန်တော်တို့12နှစ်ရွယ်ကလေး main ကလေးဗောဗျာ main ကလေးတော့သူသူအထမြောက်သွားတယ်ဗော ဒီပြည်စင်နဲ့ပတ်သက်ပြီးတော့ကလေးတွေအဖွားဖြစ်တဲ့သူကတက်ဆိုင်ရနေမြေစကမှာတောင်းအောင်တိုင်ကြတယ်တောင်းအောင်တိုင်ကြတဲ့ခါမှာကျွန်တော်တို့ဒါဆစ်ဆေးတယ်ပေါ့ဆစ်ဆေးတဲ့ခါမှာပေါ်ပေါက်တယ်ပေါ့ပေါ်ပေါက်တဲ့ခါမှာနောက်ပိုင်းကျူးလို့နဲ့ကလေးတွေအဖေးပေါ့ဗျာကလေးတွေအဖေးကိုဒါထောင်နံ260ချမှတ်လိုက်တယ်ချမှတ်လိုက်တယ်ကျွန်တော်တို့ဒီနေ့မှာဟိုတခါကြောက်လဲတခါကြောက်လဲကျွန်တော်အသိဉာဏ်ရှိတဲ့လူတွေကအရင်ကဆုံးလူတွေဖြစ်တဲ့လူသားတွေဖြစ်ကြတယ်ဗျာဟိုခွေးတွေဆိုဗျာကျွန်တော်ခင်ဗျားလည်းမြင်နေရပဲကိုသားသမီးကို ဟိုရေးပေးတင်တော့မှရအောင်ဂုတ်ကနေကြိုက်ဆွဲပြီးတော့ကျွန်တော်လုတ်တဲ့နေရာကိုသွားပြီးတော့ပို့ကြတာပဲကြောင်နေသူလဲဒီတိုင်းပါပဲတခါကျတော့လေတရိษံနေရဲ့ဟိုကျွန်တော်တရိษံနေရဲ့သာသမီနဲ့မိဘထားတဲ့စိတ်ကလေးတွေတော်တော်လေးတော့ချစ်စရာကောင်းတယ်ဗျဟိုကျွန်တော်တို့မိဘတိုင်းလဲမိဘမပီတာဘူးဗျာလူလူတိုင်းလဲလူသားတိုင်းကလည်းလူသားပီတာကြတာတော့မဟုတ်ပါဘူးအဲ့လိုပဲကျွန်တော်တို့မိဘတိုင်းကလည်းမိဘမပီတာဘူးဗျာဒီဖြစ်စမှာဆိုရင်ဒီသူရသူရကလေးတွေအဖေဖြစ်တဲ့ကျွန်တော်ဒီနေရာမှာပြောရတာနည်းနည်းလေးထိမ့်ပြောရတယ်ဗျာကလေးတွေရဲ့အဖေက အမျိုးသားပါဗျာ तू သူရဲ့ဒီလူမမယ်တဲ့သမီးနှစ်ယောက်ကို तू တယောက်ပြီးတော့အာဓမပြုခြင်းမှုစ조사ခဲ့တာပါအဲ့တော့ကျွန်တော်နေတဲ့ဖြစ်စဉ်ကိုတင်ပြပေးပါမယ်ဖြစ်စဉ်ကဖြစ်စဉ်ကကျွန်တော်တို့6ရက်9လ2025ခုနှစ်2025ခုနှစ်ပေါ့ဗျာအဲ့ဒီညပိုင်းမှာဖြစ်ခဲ့ပါတယ်ဖြစ်ခဲ့ပါတယ်ဖြစ်တဲ့နေရာကဘကိုးတိုင်းဒေသအဲဘကိုးတိုင်းဒေသကြီးတောင်ငူမြို့ပေါ့ဗျာတောင်ငူမြို့တောင်ငူမြို့မှာဖြစ်ခဲ့တယ် ရွာနမကဒိုးအင်းကြီးပါအုပ်စုကျွန်တော်ရွာအတိကျတော့မပြောတော့ဘူးဗျာနော်ကလေးလေးလည်းဘာလို့ဘာကြောင့်လဲဆိုကလေးလေးလည်းဒီအသက်ရှင်ကြအောင်ပါဦးအုပ်စုကဒိုးအင်းကြီးပါအုပ်စုအဲ့မှာနေထိုင်တဲ့နေထိုင်တဲ့ဥမောင်ခိုင်နာမည်ကကျွန်တော်ဇော်ခိုင်လို့ခေါ်တယ်အသူကသူ့ရဲ့သမီးနှစ်ယောက်ကိုပေါ့သမီးနှစ်ယောက်ကိုသူအာရမပြုခြင်းကိုလုပ်တယ်ပြုခြင်းကိုလုပ်တာက6ရက်9လ2025ရက်ညပိုင်းပေါ့ဗျာညပိုင်းဆို9နာရီ9နာရီဘယ်လောက်မှသူပြုခြင်းကိုလုပ်တယ်ပေါ့သူအရက်တွေတောက်စားပြီးတော့ ပထမဆုံးကျွန်တော်တို့ဒီဆက်လင်းနှစ်သမီးကိုသူအာမပြုခြင်းမလုပ်တယ်ဒါဆက်လင်းနှစ်သမီးဆိုတာသူအားအားရင်ရှိတဲ့ကရုံးကန်တဲ့ကသူလွတ်သွားတယ်ပေါ့နောက်ပိုင်းမှာသူ၁၂နှစ်အရွယ်သမီးငယ်ကိုသူအဲ့လိုလှုပ်ခဲ့တယ်ပေါ့လှုပ်ခဲ့တဲ့ကသူဟိုပွင့်လင်းမြောက်အထားမြောက်သွားတယ်ပေါ့သူရဲ့သူရဲ့သူရဲ့ကြံစည်မှုအထားမြောက်သွားတယ်ပေါ့ဒါနဲ့ပတ်သက်ပြီးတော့ဒီကလေးလေးအဖွားပေါ့ကလေးလေးအဖွားဖြစ်တဲ့ဒေါ်မာကြီးပေါ့ဒေါ်မာကြီး၆၂နှစ်ကသူကနေမီယက်စကမှာသူတိုင်ကြားတယ်ပေါ့တိုင်ကြားတဲ့ကမှာနောက်ဆုံးစစ်ဆေးတယ်စစ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 ်ကြတယ်ပေါ့ဗျစစ်ဆေးကြတယ်စစ်ဆေးပြီးတော့နောက်ပိုင်းမှာ နောက်ပိုင်းမှာကျွန်တော်တို့ဒီမှုနဲ့ပတ်သက်ပြီးတော့တောင်းဟူခရိုင်ဒုခရိုင်တရားသူကြီးတရားသူကြီး၃ယုံပေါ့ဗျာတရားသူကြီး၃ယုံကနေပြီးတော့တရားသူကြီးဖြစ်တဲ့ဥသေးဝင်းအောင်ကနေပြီးတော့ကျွန်တော်တို့အမှုလက်ခံစစ်ဆေးပြီးတော့နောက်ဆုံးအမိန်ချလိုက်တယ်ပေါ့အမိန်ချလိုက်တဲ့ခါမှာကျွန်တော်တို့တွေ့ရတာကရာဇဝတ်ကြီးအမတ်89မြင်းဆောင်2025ရာဇဝတ်ကြီးပုံမှန်3861အကျိုးလုံးချောင်းဆုံးဖြတ်ခြင်းခံရသည့်ဖြစ်၍ရာဇဝတ်ကြီးပုံမှန် သုံးခုံ၆တရာအလုံချမ်းနဲ့ထောင်းတန်းအနည်း၂၀ကြာခန့်စီရင်းပုံမှသုံးခုံ၆တရာအလုံချမ်းနဲ့ထောင်းတန်းအနည်း၂၀ကြာခန့်ရန်ပြီးရင်ကျွန်တော်တို့ရင်းပုံမှအလုံချမ်းနဲ့ထောင်းတန်းအနည်း၂၀ကြာခန့်ပေါ့ဗျာကြာခန့်အလုံးအနည်း60ဖြစ်သွားတော့60ပေါ့သူကတစ်ခုနဲ့တစ်ခုထပ်ပေါင်းလို့မရဘူးတီးကြပေါ့တီးကြပဲအမိန့်ချပလိုက်တာပေါ့ဒါတော့ကျွန်တော်တောင်းခုမှဖြစ်တာပေါ့ကျွန်တော်လည်းဒီသတင်းနဲ့ပတ်သက်ရင်တော်တော်လေးတင်ပြရတယ်ဗျာတောင်းခုမှတော့အော်တောင်းခုမှကျွန်တော်တို့ဒီအမျိုးသမီးငယ်တွေနဲ့ပတ်သက်ရင် အဲဒီလိုမျိုးကိစ္စတွေဆိုရင်ဒီတောင်ကုန်းမှာရှိတဲ့ဒီတရားသူကြီးတွေကပြင်းပြထန်ထန်ကိုစာမပြေတယ်ဒါကျွန်တော်တို့အသိမှတ်ပြုတယ်။ဘာကြောင့်လို့ဆိုကျွန်တော်တို့တချို့သောနေရာမှာဒီလိုကိစ္စတွေကဖြစ်လည်းဖြစ်လိမ့်မယ်။ဟိုပိတ်ထားကြတော့အပြေမထွက်ဘူးပေါ့ဗျာ။တကယ်တော့ကျွန်တော်တို့ကဒီဒီဒီကျွန်တော်သက်ဆိုင်ရာသက်ဆိုင်ရာကျွန်တော်တို့ဒီတရားရုံးတွေအနေနဲ့လည်းဒါကျွန်တော်တို့ဒါလေးတွေကိုကျွန်တော်ထုတ်ပြန်ပေးသေးချင်ပါလေ။ဒါမှသာလျှင်ကျွန်တော်တို့ဟိုမီဒီယာတွေကနေပြီးတော့ပြည်သူတွေကိုကျွန်တော်တို့ဟိုပြောပေးနိုင်ပါပေါ့ဗျာ။ဒါမှကျွန်တော်တို့တရားရင်ကြီးရဲ့လူတွေကစင်ကျင်နိုင်ပါပေါ့။ဟောဒါလို့ရင်ဒါဖြစ်ပါလား။ဒါလို့ရင်ဒါဖြစ်ပါလားပေါ့။ဒါတွေသိကြမှာဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီလိုကိစ္စတွေဆိုရင်ဒီကြဲကြဲပြင်းပြင်းပေါ့ထုတ်ပြန်ပေးပြချင်ပါတယ်ဒီနေ့မှာကျွန်တော်တို့ဒီတောင်ကူတောင်ခရိုင်တရားရုံးကတော့ဒီကိစ္စနဲ့ပတ်သက်ရင်တို့အများပြည်သူသိရှိအောင်ထုတ်ပြန်ပေးတယ်အများပြည်သူသိရှိအောင်တကယ်ကိုထုတ်ပြန်ပေးတာကျွန်တော်တို့ရှေ့နေရှေ့နေမှာလည်းဖြစ်ခဲ့တယ်ကျိုးတော့အမျိုးသမီးငယ်တွေဆိုရင်လည်းပဲဒါအဆင်နဲ့ပတ်ခံရတော့အဆင်နဲ့ပတ်ခံတယ်ဒီကျူးလုံတဲ့သူတို့လည်းရဲဆဆတွေ့တွေ့ဥရင်းနဲ့အညီပေါ့ဗျာဥရင်းနဲ့အညီအပြစ်ပေးအရေးယူခဲ့တယ်အရေးယူခဲ့တယ်ဒါကျွန်တော်တို့အတိမပြပါရတယ် အတိမတ်ပြပါတယ်ဒါတော့ကျွန်တော်တို့အတောင်မှဖြစ်ခဲ့တာပါဒီသတင်းပြန်ချောင်းမယ်ဆိုရင်တော့ဖေဖြစ်တဲ့သူက2025ခုနှစ်ခုနှစ်လပိုင်း6ရက်နေ့ည9နာရီအချိန်ခန့်မှာတမီနှစ်ယောက်တမီနှစ်ယောက်ရှိရတယောက်က14နှစ်တယောက်က17နှစ်ပရမ14နှစ်ကိုအာရမပြုခြင်းမှုစူးစမ်းတယ်ကလေးငယ်ကယုံယုံနိုင်ခဲ့တယ်နောက်ပိုင်းမှာကျွန်တော်တို့17နှစ်အရွယ်တမီငယ်ကိုဒါသူ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 ရဲ့ကြံကြံစီတဲ့အထမြောက်ခဲ့တယ်ပေါ့အထမြောက်ခဲ့တယ်ဒီဖြစ်စဉ်ကပတ်သက်ပြီးတော့ကလေးငယ်တွေကသူ့ရဲ့အဖွားဖြစ်တဲ့သူကိုသွားတိုင်နေပေါ့ဒီလိုဒီလိုဖြစ်တယ်ပေါ့ အဖေကညဒီလိုဒီလိုလုပ်တယ်စသမျိုးတိုင်တယ်ဒါနဲ့ကမှအဖွားကအဖွားကကျွန်တော်တို့9ရက်9လ2025 2025ခုနှစ်တည့်ရက်ပဲချားတယ်ပေါ့ညဖြစ်တယ်ဆိုရင်မနက်မှာကလေးတွေကသူ့ရဲ့အဖွားတိုင်တယ်အဖွားနေပြီးတော့ကျွန်တော်တို့ဒါဆက်ပြီးတော့ဒါကျွန်တော်တို့တက်ဆိုင်အနေနဲ့စကန်ကိုအကြောင်းကြားတယ်အမှုဖွင့်တယ်ပေါ့ဒီလိုမျိုးတွေဖြစ်ခဲ့ပါတယ်ဒီလိုလုပ်တဲ့အခါမှာလည်းကျွန်တော်တို့ဒါလူမှုဝန်ထမ်းကဝန်ထမ်းတွေပါပါတယ် ကျွန်တော်အသက်မပြည့်သေးတဲ့ကလေးငယ်နဲ့ပတ်သက်ရင်လူမှုဝန်ထမ်းအပါအဝင်အခြားသောသက်ဆိုင်ရာအဖွဲ့အစည်းတွေကနေပြီးတော့ကျွန်တော်တို့ဒါနှစ်သိမ့်ဆွေးနွေးတာတွေအထင်းထင်းဆောက်ရှာတာတွေဒါသူ့ရဲ့လုပ်ငန်းစဉ်တွေပါဒါသူ့ရဲ့လုပ်ငန်းစဉ်တွေတိုင်းလုပ်ပေးတယ်လို့ကျွန်တော်နောက်ဆုံးအခြေအနေသိရပါတယ်ဒါတော့ကျွန်တော်တို့ဟိုမိဘတိုင်းမိဘအရာမမြောက်ကြပါဘူးဟိုဒီဒီဒီဖြစ်ဒီလိုဖြစ်စင်နေကျွန်တော်ရှိပါတယ်အချို့သောနေရာတွေမှာဆိုရင်ချို့သောမိဘတွေကကလေးတွေမွေးထုတ်တယ်ကလေးတွေကမြဟိုဆက်တွေလို့မွေးထုတ်တာဗျမွေးပြီးတော့ကလေးတွေလမ်းမှာတောင်းခိုင်းတယ်အမျိုးမျိုးပါပဲเนาะအမျိုးမျိုးပါပဲကျွန်တော်တို့ဒီနေရာမှာ လမ်းမမှာရှိတဲ့ကလေးငယ်နဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ပေါင်းဆက်ပြီးတော့ဒါတွေကိုကျွန်တော်တို့ရှင်းလင်းပေးစေချင်ပါတယ်။ဘာကြောင့်လဲဒီကလေးတွေကတဖြည်းဖြည်းကြီးလာပါလေ။ဟိုကလေးတွေကခင်ဗျာကလေးတွေကလမ်းကျွန်တော်တို့လက်ရှိလမ်းမမှာမြင်နေရတဲ့ကလေးတွေဒီရွမ်းနေဟိုဒလဒလောက်ပဲကျွန်တော်တို့ဟိုအရက်ကအရက်နှစ်ပေးရနေပြီးတော့ကျွန်တော်ဆက်ဆက်မတက်တော့တဲ့အရွယ်လည်းမဟုတ်ဘူး။သူကနှစ်ပေး တဖြည်းဖြည်းတဖြည်းဖြည်းကြီ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 းလာမှာကြီးကြီးလာတဲ့ခါမှာဒီကလေးငယ်ရာကျွန်တော်တို့ဒီလိုလုပ်ငန်းတွေသူတို့မှာပဲလက်ရင်နေတာပေါ့သူလက်ရင်တဲ့ခါမှာတကယ်ပြဿနာရှိပါတယ်ဒါကြောင့်ဒီကလေးငယ်နဲ့ပတ်သက်ရင်ကျွန်တော်တို့တကယ်ကိုနှိမ်နှင်းပေးစီချင်ပါတယ်နေပြီးတော့မှဆိုတော့ကျွန်တော်မကြခဏတွေ့ရတယ်နေပြီးတော့မှကျွန်တော်တို့မြို့မစီမြို့မစီမီးပွားရင်တို့ပြီးရင်တပြေကုန်းစီမီးပွားရင်တို့ပြီးရင်ကျွန်တော်တို့ AOD လမ်းနဲ့ဒီစီပင်လမ်းထိပ်ကမီးပွားရင်တို့တော်တော်တွေ့ရတစ်ခါတစ်ချက်ရက်တွေ့ရတာပေါ့ရှင်းလိုက်ရှင်းပြီးပြန်အောင်လာလိုက်ပေါ့ရန်ကုန်မှာဆိုပို့တွေ့ရတယ်ဗျရန်ကုန်မှာဆိုကျွန်တော်မီးပွားရင်တို့မှာတော်တော်လေးတွေ့ရတယ်ဗျဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ ဒါဒီကလင်းငိုင်နဲ့ပတ်သက်ရင်ဟိုတက်ကြက်ကြက်မတ်မတ်လေးကြောင့်ဆောင်းပေးသေးချင်ပါလေကျော်တက်ဆက်ရသူ့ရဲ့အကြောင်းတင်တန်းအကြောင်းနဲ့တင်တန်းအကြောင်းလေးရှိပါလေဗျအဲ့မှာသူတို့ပို့ပြီးတော့ဒါပို့ပြီးတော့စနေကြလုံးမယ်ဆိုရင်သူရဲ့အနာဂတ်လေးတွေလှပသွားမှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ဒီရွယ်လေးနဲ့လက်ရင်အလဲရင်တဖြည်းဖြည်းလက်ရင်ဝိုင်းကျွန်တော်နောက်ဆုံးဘာလုပ်မယ်ဆိုပလေကအဝတ်ပြီးတော့ဟိုလူမိုက်တွေအနေစားပယ်စားတွေပေါ့ဗျာဒီအတိုင်းနေစားပယ်စားတွေဖြစ်သွားနိုင်ပါတယ်ဒါကြောင့်ကျွန်တော်ဒီကလေးငိုင်နဲ့ပတ်သက်ရင်ဒါနိုင်ငံတော်ကနေပြီးတော့ကျွန်တော်တက်ဆိုင်ဝန်ကြီးဌာနအနေနဲ့ ဒါကြက်ကြက်မက်မက်လေးဆောင်းပေးသေးကြပါလေတို့ကကျွန်တော်ရန်ကုန်မြို့ဆိုတာကအာခင်ဗျာတန်ယုံနိုင်ငံကတန်ဖွဲ့တွေတောက်လျှောက်သွားလာနေတဲ့နေရာတွေသွားလာနေရဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့မြင်ကွင်းလည်းမကောင်းဘူးပုံရင်လည်းကြတယ်ပေါ့မြင်နေရတာပဲဗျာခင်ဗျာသိတဲ့အတိုင်းဘယ်လိုပဲဖြစ်ဖြစ်ခင်ဗျာတန်ယုံတွေအားလုံးမျိုးထဲမှာပဲရှိကြတာပဲမျိုးထဲမှာရှိကြတာပဲလူတွေမှရှိတယ်ဒီဒီတန်နိုင်ငံကတန်ဖွဲ့တန်ဖွဲ့မှာရှိတန်ယုံနေရလဲဒါသူတို့ဘယ်လိုပဲဖြစ်ဖြစ်ခင်ဗျာရှုံးကနေပြီးပွင့်ဖြစ်ရမှာပဲတဲတန်းပြီးပွင့်ဖြစ်ရမှာပဲ ပြီးပွားရင်တော့ကျွန်တော်ဖြတ်ရမှာပဲအဲ့ဒီနေရာတွေမှာကိုကျွန်တော်လုံးဟိုရှိနေကြတာဆိုတော့ဒါလေးတော့ကျွန်တော်တို့ထိန်းသိမ်းပေးသေးချင်ပါတယ်ကျွန်တော်တို့ရန်ကုန်သွားတဲ့ကောင်မှတောက်ချောက်တွေ့နေရတာပဲတွေ့နေရကျွန်တော်တို့ကစဉ်းစားပြီးတော့ဒီကလေးတွေကြီးလာရင်အရွယ်လေးကတလောင်းနဲ့ရက်မသွားဘူးပေါ့သူကြီးလာကြီးလာတဖြည်းဖြည်းကြီးလာလေကြီးလာလေသူလိုက်ချင်းလာလေဆိုတော့ကျွန်တော်တို့ရတရားဥပဒေစုမွေးအတွက်လည်းကျွန်တော်တို့တကယ်ကိုဟိုချင်းချောက်လာနိုင်တဲ့အနေအထားရှိပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီကလေးငယ်တွေကိုမတမာတဲ့မတမာတဲ့ဒီအုပ်စုတွေကကျွန်တော်တို့နေစားကားတွေပေးပြီးတော့တောင်းခိုင်းတယ် တောင်းခိုင်းနေပြီဒီကလေးငယ်တွေကဒီအသက်ပြင်းရောက်တက်သွားတဲ့အခါမှာတကထပ်ပြီးတော့ဒီကလေးတွေပြန်မွေးတယ်ပေါ့ဗျာဒီလိုမျိုးနဲ့ပဲကျွန်တော်တို့ကတန်တရာကြီးကလဲနေတာပေါ့အဲ့မှာရှိရဲ့အမျိုးသမီးတွေဆိုလဲခလေးတို့တားဖောက်တယ်လို့ဖောက်တာပေါ့တော်သေးရောကျွန်တော်တို့ဟိုတစ်နှစ်ကိုတသားလောက်ပဲထွက်လို့ဗျာတစ်နှစ်ကိုနှစ်သားလောက်ဆိုမလွယ်ဘူးဗျာမလွယ်ဘူးဒါကြောင့်ဒီဘူးဘောက်မှာရှိရဲ့ဒီကလေးငယ်ပတ်သက်ရင်တို့ရဲ့ဘဝလေးတွေဖြောင်းဖို့အတွက်ထိန်းသိမ်းပေးစီချင်ပါတယ်ဒါကကျွန်တော်တို့အကောင့်မြင့်နဲ့ရှူတော့အောင်မကျွန်တော်တင်ပြပေးခြင်းဖြစ်ပါတယ်ဒါတွေကလည်းကျွန်တော်တို့နိုင်ငံသားတွေပါ ဒီမြေမှာမွေဒီမြေမှာကြီးတဲ့ကျွန်တော်တို့နိုင်ငံသားဆက်စစ်တွေပါတနည်းအားဖြင့်ကျွန်တော်တို့နိုင်ငံရဲ့မျိုးရင်းတွေပါဒါကြောင့်ဒီကလေးနဲ့ပတ်သက်ရင်လမ်းကြောင်းမှန်လေးရောက်အောင်ထိန်းသိမ်းပေးစီချင်ပါတယ်နောက်ထပ်သတင်းမှုဆက်ပြီးဒီမှာပေးချင်ပါတယ်ဒါကတော့မန်လေး PD ရဲ့ဦးဆောင်သူနှစ်ဦးကိုဦးဆောင်သူနှစ်ဦးကိုကျွန်တော် TNL ကနေပြီးတော့ပြန်ဖမ်းဆီးလိုက်တယ်ပေါ့ဗျာတနည်းအားဖြင့် TNL နဲ့ဒါတီဇာဆန်တို့အုပ်စုကနေပြီးတော့ပြန်ပြီးတော့ဖမ်းဆီးလိုက်တဲ့အခြေအနေပေါ့ဒီလိုဖမ်းဆီးရတဲ့အခြေအနေကလည်းကျွန်တော်တို့ဒီနိုဝင်ဘာလဒီလပေါ့နိုဝင်ဘာလ30ရက်နေ့ ဒီဇင်ဘာလတရက်နေ့မှာတက်မတော်ကမိုးကုမြို့ကိုစပြီးဝင်ရောက်မယ်စပြီးဝင်ရောက်မယ်ပြီးတော့မှကျွန်တော်တို့မိုးမိတ်ကိုဝင်မှာပေါ့ဗျာမိုးမိတ်ကိုဝင်မှာဒီချိန်နဲ့ပတ်သက်ပြီးတော့ဒီ TNL ရဲ့ခေါင်းဆောင်ပိုင်းတွေကလည်းဒီ PDF ဖွဲ့တွေကိုသူတို့ခေါ်ခေါ်ပြီးတော့ဆွေးနွေးလို့သိရတယ်တနည်းအားဖြင့်ကျွန်တော်တို့နံပါတ်2တို့နံပါတ်2ဘက်မှာကျွန်တော်ခေါ်ခေါ်ပြီးဆွေးနွေးနေတယ်ပေါ့ဗျာဆွေးနွေးတယ်ဆွေးနွေးနေမှုရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီမန်လေး PDF ဖွဲ့တွေမှာလည်းဒါနဲ့ပတ်သက်မကျင်တဲ့သူရှိတယ်မကျင်တဲ့သူတွေကိုလက်ရှိဒီမန်လေး PDF ဖွဲ့နဲ့မန်လေး PDF ဥဆောင်သူတွေက ဖန်ဆီးလိုက်တယ်အဲ့မှာကျွန်တော်နှစ်ယောက်ကိုဖန်ဆီးလိုက်တယ်ဒီလိုမျိုးလဲကျွန်တော်သိရတယ်ကျွန်တော်ပြီးခဲ့တဲ့ကာလကျွန်တော်တင်ထုတ်ပြပါတယ်ဒီမိုးကုတ်မိုးကုတ်မျိုးကိုတင်းနယ်လေးကတက်မတော်ကိုပြန်လွှဲပြောင်းပေးမှုနဲ့ပတ်သက်ပြီးတော့အပြန်အလှန်ဖန်ဆီးမှုတွေရှိတော့ကျွန်တော်တင်ပြခဲ့ပြီးသားဖြစ်ပါတယ်ကျွန်တော်အဲ့ချိန်ကကျွန်တော်တင်းနေရပါတယ်တင်းနေရတယ်နောက်ပိုင်းမှာကျွန်တော်တို့ဒီတရင်နေကြဲကြဲတောင်ထွက်လာတဲ့အခါမှာမန်လီပီဒီအဖွဲ့ကလည်းဒီချိန်နဲ့ပတ်သက်ပြီးတော့ပြန်ရှင်းထားတာတွေ့ရတာပါဗျ။အဲ့မှာဘယ်သူတွေဖမ်းလဲဆိုတော့မန်လီပီဒီအဖွဲ့ရဲ့ဘိုးဥဆောင်ကော်မတီအဖွဲ့ဝင်ပေါ့။ဘိုးဥဆောင်ကော်မဘိုးဥဆောင ကော်မတီအဖွဲ့ဝင်တွေဖြစ်ကြတဲ့စစ်စေရင်နဲ့စူပွဲမှုတောင်းအောင်ကမုံတိုင်းပေါ့မုံတိုင်းနဲ့ဘန္ဒာရေးရှာဖွေဌာနကြီးဌာနကြီးမှုကိုနိုင်တို့ကိုတဲ့ဖမ်းဆီးလိုက်တယ်ပေါ့ကိုနိုင်တို့ဖမ်းဆီးလိုက်တယ်အဲ့တော့သူတို့ကဗျာကျွန်တော်တို့ဒီဒီမန်လေး PDF အဖွဲ့ရဲ့ခေါင်းကြီးပိုင်းအုပ်စုမှာပါတော့ခေါင်းဆောင်အုပ်စုမှာပါတော့ပေါ့ဒီဖမ်းဆီးခံရတဲ့လူ၂ယောက်ရဲ့အထက်မှာဆိုရင်၂ယောက်ပဲရှိတော့တယ်ဒါကကျွန်တော်တေဇာဆန်းတေဇာဆန်းနဲ့ကျွန်တော်တို့စိုးသူပါဆိုဒီ၂ယောက်ပဲရှိတော့တယ်အကုန်လုံးကခင်ဗျအထက်အောင်ပဲဒါကကျွန်တော်တို့ဒါဥဆောင်တဲ့ ကောမဒီပေါ့ဗျာဦးဆောင်တဲ့ကောမဒီရဲ့ကောမဒီရဲ့ဒါတကယ်တကယ်အရေးပါတဲ့နေရာအဲ့နှစ်ယောက်ကိုဖမ်းလိုက်တယ်ဖမ်းလိုက်တာလေဒီနှစ်ယောက်ကဒါတက်မလို့ဆစ်ချောင်းနေလာသူတို့ဝင်တိုက်မယ်တိုက်မယ်သူတို့ဒီထဲကိုမျိုးတော့အဝင်မခံဘူးအဲ့လိုသဘောထားကွဲလွန်မှုတွေဖြစ်တယ်သဘောထားကွဲလွန်မှုဖြစ်တဲ့အတွက်ဒါ TNL နဲ့ကိုရကတေစာဆန်းတို့စိုးသူအားစော်တို့ကနေပြီးတော့ဒီနှစ်ယောက်ကိုဖမ်းတာဖမ်းခဲ့ဖမ်းခံလိုက်ရတဲ့လူကမှုန်တိုင်းရယ်ပြီးရင်ကျွန်တော်တို့ကိုနိုင်ကြီးပေါ့ဒီနှစ်ယောက်အဲ့မှာခင်ဗျားတို့ရှင်းရှင်းလေးအဖမ်းခံတဲ့မှုန်တိုင်းဆိုရင်ဒီမန်လေး PD အဖွဲ့ရဲ့ဘိုးဦးဆောင်ကော်မတီအဖွဲ့ဝင် ခင်ဗျားဒါအစ်မြင့်နော်အစ်မြင့်နောက်တစ်ယောက်ကကျွန်တော်တို့ဒါဘန္နာရှာဖွေရေးဌာနကြီးမှုပေါ့ဌာနနဲ့ဌာနကြီးမှုဒါတကယ်ဒီနေရာတွေက main နေရာတယ်အဲ့နေရာကိုဖမ်းလိုက်တာတနည်းပြပြခင်ဗျားတို့ဒီအရက်ပတ်လို့မြင်အောင်ပြောမယ်ဆိုရင်ကျွန်တော်တို့ NLD ပါတီလို့ဆိုပါစို့ NLD ပါတီမှာဆိုရင်ကျွန်တော် CEC ပေါ့ဒါ CEC အဖွဲ့ဝင်ပေါ့အပေါ်မှာကျွန်တော်တို့တော်စုရှိမယ်အဝင်းမြင့်ရှိမယ်ပေါ့နေနီယောက်ရှိမယ်ပေါ့အဲဒီနေရာရဲ့အောက်မှာပေါ့ အဲဒေါ်စုတို့ဝင်းမြစ်စုဆိုတဲ့ဒီစီးစီအဖွဲ့ဝင်တွေပါပဲအဲအဲ့လိုသဘောပဲသူကတကယ်တကယ်ကျွန်တော်တို့တကယ် main နေရာမှာရှိတဲ့သူနှစ်ယောက်ကိုဖမ်းလိုက်တာဖြစ်တယ်အဲ့လိုဖမ်းလိုက်တယ်ဟောဒါနဲ့ပတ်သက်ပြီးတော့ဘာကြောင့်ဖမ်းရလဲဆိုတာကိုဒီမန်လေးပြည်တဲ့ဖွဲ့ကလည်းတို့အဆက်ပြေထုတ်ပြန်တယ်ဗောဗျာအဲတို့အနေနဲ့ဘာထုတ်ပြန်လဲဆိုတော့ဒီနှစ်ယောက်ကဒီနှစ်ယောက်ကကလာကလာတံမူကြီးမားတဲ့တပ်ပိုင်ဘန္နာတွေကိုတို့စီမီစီကန်စီမီစီကန်နဲ့မကြီးဘဲနဲ့တို့ချိုးပွားပြီးတရားမွေထုတ်တယ် ထုတ်တယ်တော့သူတို့အေးယူရအေးယူရခြင်းဖြစ်တယ်လို့သူတို့ကဖော်ပြထားတယ်အဲ့တော့ဒီနေရာစလုံးကိုသူတို့ကလက်ရှိတောင်းဝန်းနေချက်ဆိုင်တယ်ဒုတိယချက်ကတော့ကျွန်တော်တို့လက်နက်ဖြုတ်သိမ်းတယ်လက်နက်ဖြုတ်သိမ်းပြီးတော့ကျွန်တော်တို့အချုပ်ချထိန်းသိမ်းတယ်ပေါ့ဒီလိုမျိုးတွေတော့ထုတ်ပြန်တာတွေ့ရတယ်တကယ်ကသူတို့ဖမ်းလိုက်တာဟုတ်တယ်ပေါ့ဗျဖမ်းလိုက်တာဟုတ်တယ်သူတို့သူတို့ဆွဆွဲလိုက်တာကတော့တက်ပိုင်ငွေတွေနဲ့ပတ်သက်ပြီးတော့တက်ပိုင်တန်ဖိုးရှိတဲ့ပစ္စည်းနဲ့ပတ်သက်ပြီးတော့သူတို့ကသူတို့ကစီးစင်းနဲ့မကြပါနဲ့ထုတ်ယူသုံးဆွဲတယ်ပေါ့ဗျဒီလိုဖမ်းတယ်ပေါ့ကျွန်တော်နောက်ဆုံးသိရတာကခုနကဒီဖမ်းစည်းခံရရတဲ့မှုန်တိုင်းရဲ့ ကိုနိုင်ကြီးပေါ့နိုင်ကြီးပေါ့ဒီနှစ်ယောက်ရဲ့မိသားစုတွေပါဖမ်းတာဘယ်တော့ဖမ်းလဲဆိုရင်ဒီကလေးငယ်တွေရဲ့သူသူဒီနှစ်ယောက်ရဲ့မိသားစုတွေမှာရှိကလေးငယ်တွေပြီးကျွန်တော်တို့နိုးမပြတ်သေးတဲ့အရွယ်တွေပါဖမ်းလိုက်တယ်အကုန်လုံးဖမ်းပြီးအချုပ်လက်ထည့်ပလိုက်တယ်ဒီလိုမျိုးတော့သိရတယ်ဒါနောက်ဆုံးသိရတဲ့ချိန်နေအော်မန်လေးပြည်ရဲ့ဖွဲ့တယ်မှာတော်တော်လေးတော့ကျွန်တော်အကြောင်းနေလိုက်နေပြီဒါတွေလည်းကျွန်တော်တို့ထူးဆန်းလားဆိုမထူးဆန်းဘူးဗျာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ88အရေးခဲမှာဗျာ88အကြမ်းဖက်အုံကြောင်းမှုဖြစ်တယ်အုံကြောင်းမှုဖြစ်တဲ့ကမှာဒီចောင်းသားလူငယ်တွေအာငါတို့အားတော့လက်ရှိလက်ရှိလိုပဲဗျအားတော့စစ်တပ်ကငါတို့တော်လမ်းမယ် တွေးကြောမှာဆွေးနွေးကြမရှိဘူးငါတို့တိုက်အပြုတ်တိုက်မယ်ပေါ့အပြုတ်တိုက်မယ်ဆိုပြီးတော့ဗျာရန်ကုန်တက္ကသိုလ်အကြောင်းသားတွေပြင်ကျွန်တော်တို့ဒီအနေနဲ့ရမှာရှိအကြောင်းသားတွေကတော့ခုကြတယ် KNU KNU စီသွားတယ် KNU KNU စီသွားကြတယ်ပေါ့သွားကြတယ်နောက်ဆုံးမှာ KNU နဲ့လည်းခွာပြဟိုးခွာပြဒီခွာပြအဲသူတို့မှာကျတော့နေမြေအပိုင်းသားလည်းမရှိဘူးနောက်ဆုံးနောက်ဆုံးကျတော့ပါချောင်းမှာသွားပြီးတော့အဲ့မှာကျတော့နေရောက်ကွက်ကွက်လေးရတယ်ပေါ့ပါချောင်းမှာသွားပြီးရတဲ့အခါမှာလည်းဘာဆက်ဖြစ်လဲဆိုတော့ဒါသူတို့ချင်းချင်းမင်းကခင်ညော့ခင်ညော့ထောင်းလိုက်အဖွဲရကောလာခဲ့တာအတူတူပဲတော့တကယ်ချင်းနေ အတူတူပဲအချင်းချင်းပဲအာနာတွေလုံကြီးလုံနေနောက်ဆိုမင်းကခင်ညွန့်ရဲ့ထောင်းလိုင်းအဖွဲရလူအဲ့လူကိုတတ်ဆိုပြီးတော့တတ်ကြတယ်ခင်ဗျားအမှပါဗျာစာအုပ်တွေလည်းထွက်ပါတယ်ပါကြောင်လူသက်မှုနဲ့ပတ်သက်ရင်လည်းရှိခင်ဗျားတို့ online မှာလည်းရှာလို့ရတယ် Google မှာလည်းရှာလို့ရတယ်ခင်ဗျားတို့ရှာပြီးဖတ်လို့ရတယ်တကယ်တမိုင်းနေအဲ့ဒီအချိန်တော့ကလည်းကျွန်တော်တို့ဒီတက်မတော်ကတက်မတော်ကကျွန်တော်တို့ဒါနေဆက်ဒေတာအသီးသီးလက်နက်ကိုင်အဖွဲအဖွဲနံပေါ်ရောက်နေတဲ့လူငယ်လူရွယ်တို့ပြန်ခေါ်ခဲ့တယ်တနည်းအားဖြင့်ခင်ဗျားတို့တိတိအောင်ပြောမျိုးထွေးရင်သွေးရင်လို့ဆိုလေခင်ဗျားအဲ့တက်မတော်ခေါ်ခဲ့လို့ခင်ဗျားထွေးရင်ဖြစ်လာတာ မောင်ခင်ဗျာထွေးနေတယ်ခင်ဗျာငှက်ပြားပြီးလစ်သွားပြီတက်မတော်ခေါ်ခဲ့တာခင်ဗျာထွေးနေတယ်လို့ဆိုရင်လက်ရှိလိုပဲတက်မတော်ကခေါ်ခဲ့တယ်ဒါထွေးနေတယ်ဆိုလည်းပဲကျွန်တော်တက်မတော်ကပြန်ခေါ်လိုက်လို့ဒီဘက်ကိုရောက်လာတာဒါကျွန်တော်တမိုင်းမှာလိန်လို့ရတဲ့ဟာလည်းမဟုတ်ဘူးဗျာတက်မတော်အဲ့ချိန်တော့လည်းပြန်ခေါ်တယ်အဲ့တော့အဲ့ချိန်မှာကျွန်တော်ပါကြောင်ပါဆိုခင်ဗျာတို့ရဲဆက်ဆက်တက်ပြတ်ကြတာတက်ပြတ်တောင်းတောင်းနှုတ်ပိတ်တောင်းတောင်းတက်ရဲဆက်ရဲဆက်ခင်ဗျာဖင်းနေအောင်ညောင်းနေထိုးအဂဲလေးနဲ့ဝိုင်းပြစ်ပြီးရင်ကျွန်တော်တို့အာဒီအိတ်သေးကိုအိတ်အိတ်သေးကိုလူရောကြောက်တုံးရထည့်ပြီးတော့တောင်းခေါင်းမှာလှိမ့်ချနောက်ဆိုညောင်းနေထိုး အဆောင်မကျိုးပဲထားဒီလိုရဲဆက်ဆက်နေပဲသူတို့အချင်းချင်းတက်ပြတ်မှုတွေဖြစ်ကြတယ်။ပါချောင်ပါချောင်ကိစ္စဒါတွေအခုမှမဟုတ်ဘူးဒါကျွန်တော်တို့ကဒီလိုနေရာတွေကအခြားသော PDF အုပ်စုတွေမှာဒီလိုကိစ္စတွေဖြစ်တယ်။ဒါမန်လေး PDF ဖွဲ့ရတော့ဗျာတနည်းအားဖြင့်အင်အားကြီးတဲ့ PDF ဖွဲ့ပေါ့ဗျာအင်အားအသင်းတွေရှိတယ်ပေါ့။အဲ့ဒီ PDF ဖွဲ့မှာတော့ကျွန်တော်အုပ်စုတွေအားပြိုင်မှုတွေဖြစ်လာတယ်ဖြစ်လာပြီးတော့ကျွန်တော်အချင်းချင်းပြန်တဲ့ဖန်ဆီးမှုတွေဖြစ်နေပြီ။ဒါကထူးဆန်းလားဆိုတော့မထူးဆန်းဘူး။အဲ့တော့ထူးဆန်းတာကဘာလဲဆိုတော့ကျွန်တော်တို့ဒီဒီ TNL အဖွဲ့တွေကမိုးကိုကနေပြီးတော့ကျွန်တော်တို့မိုးကိုကနေပြီးတော့နိုဝင်ဘာလ25ရက်နေ့မှာဆုံးမယ်။ တက်မတော်ကမိုးကုတ်မြို့တွေကိုဝင်မှာကနိုဝင်ဘာလ30ရက်နေ့ဒီဇင်ဘာလ1ရက်နေ့မှာတက်မတော်ကမိုးကုတ်မြို့မှာအခြေချမယ်အခြေချတဲ့ခါမှာလက်ရှိတော့ဒီမန်လေး PDF အဖွဲ့တွေကမန်လေး PDF အဖွဲ့ကတကယ်မျိုးတွေမှာအရေးကြီးတဲ့ point ကုန်းနေနေမှာသူတို့နေရာယူထားတဲ့ဘဏ်ကားတဲ့ခိုင်မှာစောက်ထားလို့ကျွန်တော်သိရတယ်ပြန်ပြန်သိရတယ်ပေါ့ပြန်တယ်အဲ့တော့အဲ့တော့ဘာကြီးဆက်ဖြစ်မလဲတော့ကျွန်တော်တို့ဆက်ကြမှာဖြစ်တယ် TNL ကတက်မတော်ကိုလွှဲပေးခဲ့တာကကျွန်တော်တို့မိုးကုတ်မြို့လို့လွှဲပေးခဲ့တာမဟုတ်ပါဘူးမိုးကုတ်မြို့နယ်နဲ့မိုးမိတ်မြို့နယ်နှစ်ခုကိုလွှဲပေးခဲ့တာပါမြို့နယ်ပါ မြို့နယ်ပါကျွန်တော်လာရှိုးမာကကျွန်တော်တို့မြို့ပဲလွှဲမြို့ပဲတက်မလို့ရခဲ့တာပါလာရှိုးမြို့နယ်ကိုတက်မလို့ကမရခဲ့ပါဘူးမြို့ပဲရခဲ့တာပါအဲ့တော့အချိန်တစ်ခုကြာရင်တော့ကြာရင်တော့ကျွန်တော်တို့ဒီကိုကန်နေလဲဒီလမ်းကြောင်းကြီးရနေဖေးရမှာပေါ့ဗျာဖေးရအောင်အချိန်တစ်ခုကြာအချိန်တော့ကျွန်တော်တို့ယူရမယ်လို့ကျွန်တော်နားလဲရပါတယ်အဲ့တော့တက်မလို့ကမိုးကုတ်ကိုရပြန်ရတာကမိုးကုတ်မြို့ကိုရခဲ့တာမဟုတ်ပါဘူးမိုးကုတ်မြို့နယ်ပါမြို့နယ်ဒီတခွင်လုံးပါ မုံမိတ်မျိုးနဲ့တခွင်လုံးပါပဲဒီတခွင်လုံးကိုရခဲ့တာဖြစ်ပါတယ်အဲ့တော့ဗျာခင်ဗျားတို့စဉ်းစားကြည့်ပါပလောင်တွေတူးသွားလို့ခင်ဗျားမိုးကုတ်မှရှိတဲ့ကောက်ဝင်းလည်းကုံသွားပြီအဲ့မှရှိတဲ့ကျွန်တော်ရေဝေရေလည်းနေရာကြီးလည်းကုံသွားပြီခေတ်ဆက်ဆက်ကျွန်တော်ထိန်းသားခဲ့နေရာလေးလည်းကုံသွားပြီဗျာခင်ဗျားဒါကာလာတူပဲရှိသေးတယ်ခင်ဗျားတို့တက်မလို့လက်ထက်မှာခင်ဗျားတို့ဘာလို့ဖြစ်ခဲ့တယ်ဒီနေရာလေးခင်ဗျားဘလောက်စိမ့်ဆိုဘလောက်လှလဲဘလောက်လှလဲလက်ရှိတော့ခင်ဗျားတို့ တကယ်မျိုးပြက်ကြီးလိုဖြစ်သွားပြီအဲ့ညကိုတက်မတော်ကပြန်ပြီးတော့ကျွန်တော်တို့ဒါပြန်လောက်အောင်မှာပဲပြန်ပြုတ်ပြင်ရမှာပဲတိုးတော်လည်းပဲကျွန်တော်တို့မြေယာပြုတ်ပြင်လို့တော့ရမယ်ဒီမြေအောင်ထမရဲ့တယံဇာတာတွေကတော့တော်တော်လေးကုံသွားတယ်ပေါ့တော်တော်လေးကုံသွားတယ်ဒါတော့မုကိုရဲ့အချင်းလေးမုကိုနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ DNA နဲ့ Manly PD အဖွဲ့တွေအပြန်လန်ဖန်ဆင်းမှုတွေဖြစ်တယ်ပြီးခဲ့တဲ့ကာလကပြစ်ခတ်မှုတွေအောင်ဖြစ်တယ်ပေါ့နောက်ပြစ်ခတ်မှုတွေဖြစ်တယ်လက်ရှိတော့ဒီ Manly PD အဖွဲ့ရဲ့ဥဆောင်တဲ့နှစ်ယောက်ကိုတော့ဒါတေဇာဆန်းအုပ်စုကနေကိုကျွန်တော်ဖန်ဆင်းထားတယ်တေဇာဆန်းကလည်းတော်တော်ချမ်းသာပါပြီဗျ လေဆာဆန်းနဲ့ကျွန်တော်စိုးသူအားဆိုတော့တော်တော်ချမ်းသာသွားပြီလို့သိရတယ်။သူတို့ကဒီမိုးကုတ်ကနေထွက်တဲ့ကြောက်ကနေကြောက်တရနေသူတို့ရတဲ့ရတဲ့အခွန်ခါနေမနေဘူး။ပြီးရင်ကျွန်တော်ဒီတပိတ်ချင်းဘက်မှာဒီရွှေလုတ်ကောက်တရရတာမနေဘူးစင်ကူဘက်မှာရတာမနေဘူးဒီကောင်နေခမရွှေပိတ်တာချင်းတွေကိုချမ်းသာနေပြီ။ပိတ်တာချင်းတွေကိုချမ်းသာနေပြီ။အခုလက်ရှိတော့ဒီလူတွေကသူတို့ပြောသူတို့ပြောတော်လန်ရင်ကြီးအတုံးရှင်ပါသေးဗျာ။အတုံးရှင်မှသူတို့စားလို့တောက်လို့ရမှာ။အဲ့တော့ဒီလိုမျိုးပဲသူတို့ဆူတောင်းနေကြပါတယ်။ဒါတော့ကျွန်တော်တို့မိုးကုတ်မျိုးနဲ့ပတ်သက်တဲ့အခြေအနေကိုတင်ပြပေးတာဖြစ်ပါတယ်။နောက်ထပ်ဒီမိုးဆက်ပြီးတင်ပြပေးချင်ပါတယ်။ဒါကတော့ပခုတ်ကူနိမိညာတက္ကသိုလ်ကတက္ကသိုလ်တာဝန်ခံအကြောင်းကြီး ဒေါက်တာမြတ်မြတ်မွေအပေါဝဲလေးကို PDF ဖွဲ့တွေကဖန်ဆီးသွားခဲ့တာပါကျွန်တော်တို့အမြဲတမ်းတင်ပြခဲ့ပါတယ်ရေသူကျုံနဲ့ပကုတ်ကူလမ်းမကြီးကို PDF ဖွဲ့တွေထိ ंछ ထားပါတယ်ကျွန်တော်တို့အမြဲတမ်းတင်ပြခဲ့ပါတယ်ကျွန်တော်ဟိုးဖြစ်စဉ်တွေဖြစ်စဉ်တွေစားရကျွန်တော်တင်ပြခဲ့ပါတယ် PDF ဖွဲ့တွေဒီရေလေကျုံမှာတို့အခြေကုတ်ယူတယ်ပြီးရင်ကျွန်တော်ရှစ်မနောက်တော့နမ်းမှာခြေကုတ်ယူတယ်လက်ရှိလက်ခင်ဗျာဘောင်ပဒန်းတို့ပါလို့ရှိတယ်ဘောင်ပဒန်းရွာရှိတယ်ရှစ်မနောက်ဒေတာအဲ့မှာ PDF ဖွဲ့တွေခင်ဗျာအခြေခြေကုတ်တာမနေဘူးအဲ့မှာစကန်းကိုချလာတာစကန်းချလာအဲ့မှာဆက်ကြီးတွေကောက်တယ်ဘောင်ပဒန်းရွာ ျွန်တော်ကရေချိုနဲ့ပတ်သက်ရင်ကျွန်တော်တော်တော်လေးကိုကျွန်တော်နှံ့နှံ့ဆက်ဆက်ကိုကျွန်တော်ရောက်ဘူးတယ်ရောက်ဘူးတယ်ဒီရှင်မောင်တောင်တန်းနေမှာကျွန်တော်တကယ်ရှေအောင်ဖះရည်အများကြီးပဲအိုးကျွန်တော်တို့ဒါပကံနဲ့အဲကျွန်တော်တို့အင်းဝါနဲ့ခက်ပြိုင်ပေါ့ဗျာအင်းဝါနဲ့ခက်ပြိုင်ဖះစီတွေအများကြီးပဲကြောင်းတွေအများကြီးပဲရောက်ဘူးတယ်ပြီးရေလိုရိုးတင်တာရောက်ဘူးတယ်အဲ့ဒီအနေဖြတ်သွားရင်ကျွန်တော်တို့မြင်းညာဂျန်နဘူရောရောက်တယ်ရောက်တယ်ကျွန်တော်ကစိတ်ဝင်စားတော့စိတ်ဝင်စားတော့ကျွန်တော်ရှောက်ပတ်သွားရင်လည်းရောက်ခဲ့တယ်တတော်နှက်နှက်အောင်ရောက်ခဲ့ဘူးတယ်အဲ့တော့လက်ရှိမှာလက်ရှိမှာဒီ PDF ဖွဲ့တွေကရေစကြုံနဲ့ ရေစကြိုနဲ့ခင်ဗျာဘယ်လောက်ထိကတ်လဲဆိုတော့ရေစကြိုနဲ့ရေစကြိုစင်ချောင်းရှိမယ်ဒီဘက်ကပကန်းရှိတာပကန်းရှိမယ်ဒီဘက်မှာကျွန်တော်ပခုတ်ကူနီးပညာတက်ကူရှိမယ်အဲ့ဂျားထဲမှာတောက်လျှောက်ကိုလှုပ်ရှားနေတာလှုပ်ရှားနေတယ်သူတို့မတက်တာဆိုလို့စင်ချောင်းနေရာတော့မတက်ဘူးစင်ချောင်းနေရာတော့မတက်ဘူးကျဲတဲ့နေရာတွေတော့ကြော်ကြပြီးတက်လို့ရတာပေါ့ကြော်ကြပြီးတက်လို့ရတယ်အဲ့မှာကျွန်တော်တို့ပကန်းလေးဆိုရင်ဒီဘက်မှာချစ်သူရွာရှိမယ်ချစ်သူရွာနဲ့ကျွန်တော်တို့ချင်းနှင်းပြပတ်ပေါင်းတိုင်းပြန်တက်ရင်ရေစကြိုလည်းပြန်ရောက်တယ်အဲ့ဒီဒေတာတိအောင်ကျွန်တော်တို့ရောက်ခဲ့ဘူးလေဗျရောက်ခဲ့ဘူးလေ ဒီပကန်းလေးမှာတော့ဒါကျွန်တော်တို့ရခင်ကတကယ်သမိုင်းဝင်ကြောင်းကြီးရှိသေးတာပေါ့ပကန်းပကန်းလေးမှာပကန်းငယ်ခေါ်တော့ပကန်းမှာတော့ရှိသေးတယ်တိုင်လုံးကြီးအလုံးကြီးလိုက်ရှိသေးတယ်ဒီပကန်းကြီးကတော့ရှေ့မှုမပြည့်ပြန်ဆောက်ထားတာရှိတယ်အမှဆိုလဲကျွန်တော်တို့ဒီပကန်းကြီးမှာဆိုလဲရှေအောင်ဖျားစီဒီအများကြီးပဲထိန်းသိမ်းထားပါလေမဟုတ်တော့ခင်ဗျာတက်မတော့ထိန်းသိမ်းထားလို့ပေါ့မဟုတ်ရင်အဖျားကြီးတွေထိုင်းလောက်ရောက်နေပြီထိုင်းလောက်ရောက်နေပြီထိုင်းလောက်ရောက်နေပြီအဲ့တော့ဖြစ်စဉ်ကဘာဖြစ်လဲဆိုတော့နိုဝင်ဘာလ16ရက်နေ့နနက်17:30မိနစ်ခန့်အချိန်ကတဲ့ ပကုတ်ကူနီးပညာတက္ကသိုလ်အကြောင်းအရမ်းမှာနေတိုင်းနဲ့ပကုတ်ကူနီးပညာတက္ကသိုလ်တောင်ကအကြောင်းကြီးအသက်45နှစ်အရွယ်ရှိတဲ့ဒေါက်တာမြတ်မြောက်မွေးကတဲ့၎င်းရဲ့ခင်မွန်းဖြစ်သူအသက်45နှစ်အရွယ်ဦးတက်ကိုမောင်ပြီးရင်ကျွန်တော်တက္ကသိုလ်အမှုရဲထင်းအသက်56နှစ်အရွယ်ဦးတန်းလွင်နှင့်၎င်း၏တူဖြစ်သူအသက်20အရွယ်ကိုကိုမင်းတို့နဲ့အတူတယ်နော်ကိုမင်းတို့နဲ့အတူသူကပကုတ်ကူခရိုင်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီရုံးမှာအစည်းအဝေးတက်ရောက်ပြီးတော့အပြန်ပေါ့ဗျာ အပြန်မှာဖမ်းဆီးခံရခြင်းဖြစ်ပါလေတဲ့သူတို့ဘယ်နေရာမှာဖမ်းဆီးခံရလဲဆိုတော့ရေသေချိုမြို့နယ်ကြောက်လီကားရွာကြောက်လီကားဆိုတာရေသေချိုအပိုင်းတော့ဟုတ်တယ်ဒါပေမဲ့ခုနကပကုတ်ဦးနီးပညာတက်ကုတ်တဲ့နီးနီးလေးဘယ်တော့မှမဝေဘူးကတ်လို့ကတ်လေးရအောင်ပြောလို့ရတယ်အဲ့ဒီနေရာမှာဖြစ်သွားတာအဲ့ဒီနေရာမှာအဲ့ဒီနေရာမှာကျွန်တော်တို့ဖမ်းဆီးခံရတော့ဗျာတတော်ဆိုးတယ်ဗျာကျွန်တော်တို့လူဆွာအင်းမြစ်တယောက်ထွက်ပေါ်မလွယ်ဘူးဗျာမလွယ်ဘူးဒီဆရာမကြီးနဲ့ပတ်သက်ရင်ဒါလူဆွာအင်းမြစ်ဒီရွယ်ထိပေါ့ဗျာဒီရွယ်ထိသူတို့ရဲ့ဖြတ်သန်းမှုတွေသင်ရတဲ့ပညာတွေနဲ့ပတ်သက်ရင်ဒီလိုလူမျိုးတွေအရန်ရှားတယ်ဗျာ လူတွေရောရှိတယ်လူစွမ်းအင်ကအရန်ရှားတယ်ကျွန်တော်တို့မှကျွန်တော်တို့မီဒီယာလုပ်ငန်းနဲ့ပတ်သက်ရင်ဒီမီဒီယာလုပ်ငန်းမှာတကယ်ဟိုကျွမ်းကျင်တဲ့လူပေါ့ဗျာတင်းတင်းနဲ့သူတော့တော်တော်ရှားတယ်ဗျာတတော်ရှာဘာကြောင့်လဲဆိုတော့ဒါကအုံလုံးယူစီးမှုဖြစ်တာပေါ့ဒီပြည်ထဲမှာရှိတဲ့သူတွေကကျွန်တော်တို့အပြိမာတွေထွက်သွားကြတယ်ဒါတွေကကျွန်တော်တို့နယ်ပယ်တခုတည်းမဟုတ်ဘူးအိုးမှခင်ဗျာဆောက်လို့ရခဏဆိုတော့အများကြီးပဲထိုင်းမှာသွားပုံတယ်ထိုင်းမှာလူကြီး၅တန်းလောက်ရှိတယ်ထွက်သွားတာမလေးရှားမှာရှိသေးတယ် ဒါကျွန်တော်စိုက်ပွေးကဏ္ဍလည်းကျွန်တော်ထွက်တယ်ဆောက်လို့ကဏ္ဍထွက်တယ်တော်တော်လေးထွက်တာပေါ့တော်တော်လေးထွက်တာပေါ့ဒါတော့တနေ့ကျရင်တော့နိုင်ငံတော်ကနေပြီးတော့လေဒီလိုလူတွေပြန်ခေါ်ရမှာပေါ့ဗျာပြန်ခေါ်ရမှာအခြေအနေတစ်ခုကြာပြန်ခေါ်ရမှာပေါ့မလုံးနေပြီးပြန်ခေါ်ရမှာပေါ့ဒါနဲ့ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေအများကြီးဆုံးရှုံးလာအများကြီးဆုံးရှုံးလာအဲ့တော့ဒါဒါလူဆွမ်းအင်းမြင့်နဲ့အရေးကြီးရဲ့လူဆွမ်းအင်းမြင့်နဲ့ပတ်သက်ပြီးကျွန်တော်တင်ပြခြင်းဖြစ်တယ်အဲ့မှာကျွန်တော်ဖန်စီခေါ်ဆောင်သွားခြင်းခံရတယ်ကြောက်တွေကရွာနဲ့ ကြောက်လေကရွာနဲ့ကျွန်တော်တို့ပခုတ်ကူနီးပညာတက္ကသိုလ်ဆိုကက်လျက်ပဲတရှိတာဖြစ်တယ်အဲ့တော့တော်တော်လေးဆိုးတယ်တော်တော်လေးဆိုးတယ်အဲ့မှာကျွန်တော်တို့လှုပ်ရှားနေတာကတဲရောအောင်မောင်းတဲရောအောင်မောင်းအဖွဲပေါ့တဲရောအောင်မောင်းအဖွဲကလှုပ်ရှားနေပါတယ်အဲ့လိုပြောတယ်ပြီးရင်ကျွန်တော်တို့အဲ့မှာ14မိုင်အနီး14မိုင်17မိုင်အနီးမှာဒီ PDF ဖွဲတွေကတဲရောအောင်မောင်းအဖွဲတွေကလမ်းပေါ်တက်တယ်လမ်းပေါ်တက်ပြီးတော့ကျွန်တော်ကားတွေကိုဆက်ကြီးကောက်တယ်ပစ္စည်းတွေလုတယ်ဒီလိုမျိုးတွေလုပ်နေပါတယ်ဒါဒေသလည်းပြောပါတယ်ကျွန်တော်ယေစုကျွန်းနဲ့ပတ်သက်ရင်ကျွန်တော်ဟိုးအိုးရင်တော့လည်းကျွန်တော်တင်ပြခဲ့ပါတယ် လက်ရှိရေးသချိုအချိန်တွေကပုံမလင်ပြောရမျိုးပေါ်လောက်ပဲကွက်ကွက်လေးရှိပါတယ်မျိုးပေါ်လောက်ပဲကွက်ကွက်လေးရှိတယ်ရေးသချိုကနေပြီးတော့ကျွန်တော်တို့တစ်ဖက်ကိုဆက်တက်မယ်ဆိုရင်ဒါလင်ကရောလင်ကရောကိုသွားလို့ရတယ်လင်ကရောကလည်းသွားရင်ကျွန်တော်မြန်တို့လင်ကရောကိုသွားလို့ရတယ်လင်ကရောလင်ကရောလည်းတကယ်ကျွန်တော်ဆေးရရေးပိုင်နေရပေါ့ရေးပိုင်နေအဲ့ညာဆိုလည်းကျွန်တော်ကွက်ကွက်လေးပဲလမ်းပိုင်းတို့အချမ်းမအုပ်စုထင်းချို့တာလေအဲ့တခါရေးသချိုရတဲ့တခါတည်းကျွန်တော်တို့တမာတန်းနေဆက်တက်ပေါ့တမာတန်းနေကျွန်တော်ဆက်တက်ရင်ဒီဘက်ချောင်းပေါ့ ချောင်းဘက်ကိုဆက်တိုင်လိုက်ဒီလမ်းကြောင်းတစ်ကြောင်းလောက်အကြမ်းဖက်အုပ်စုတွေထိန်းချုပ်လာတယ်။လက်ကြီးဖြစ်နေတာကကျွန်တော်တို့ဒီပခုတ်ကူကနေပြီးတော့ပဲပခုတ်ကူမှာကျွန်တော်တို့ဆက်သွေးလမ်းဆုံးသလိုဖြစ်သွားပြီ။ဗမာဆုံးတော့ပခုတ်ကူမှာဆဆုံးတယ်။ပြီးရင်ကျွန်တော်အဲ့ဒီမှာလမ်းကြောင်းတစ်ကြောင်းလုံးကိုထိန်းတာကအကြမ်းဖက်အုပ်စုတွေထိန်းချုပ်လာတယ်။ဘယ်လောက်ထိထုံချုပ်ထားလဲဆိုရင်ကျွန်တော်တို့ချောင်းနဲ့ရေစုပ်ခြင်းနဲ့ဆက်သွေးထားတဲ့နေရာရှိတယ်။အဲ့ဒီတရားကြီးပါကျွန်တော်နေမယ်တော့မေ့တယ်။တောင်လျှောက်အကြမ်းဖက်အုပ်စုထိန်းချုပ်လာတယ်ဗျ။ဒါလက်ရှိပကတိရှိတဲ့အရာကြာနေပြီးတာကြီးကတော်တော်လေးကိုကြာနေပြီ။ တော်လေးကြာတယ်တနည်းအားဖြင့်ရေသူကျွန်းနဲ့ဆက်သွယ်ထားတဲ့လမ်းမကြီးအားလုံးအကြမ်းမအုပ်စုထိန်းချုပ်ထားတယ်တစ်ဖက်သွားရင်ပလဲပြတကယ်နေရာကောင်းကြီးမှာမြိုင်းတကယ်နေရာကြီးအမှထပ်ပြီးတင်ပြမယ်ဆိုရင်ဒီပကုတ်ကူနဲ့မြိုင်းဆိုရလဲမိုင်းအပြင်ကျွန်တော်တို့ဟိုကားနေဆိုဘလောက်မှမမအောင်နိုင်ဝတ်တတလောက်ပဲမောင်းနေနေရာမှာဆိုလဲဒီလိုင်းမပွင့်တာနှစ်ကတော်တော်ပေါက်နေပြကျွန်တော်အမြဲတမ်းတင်ပြပါတယ်အမြဲတမ်းអော်ပါတယ်ဒါပေမဲ့ဒီတိုင်းပါပဲနောက်ဆုံးကျွန်တော်တို့လည်းလက်ပန်းကြတော့မអော်တော့ဘူးမអော်တော့ဘူးပြအဲ့တော့အဲ့ရှိလက်ရှိတော့ကျွန်တော်တို့ဒါဒါနိပညာတက္ကသိုလ်ရဲ့တောင်းခံ ကျောင်းကြီးကတော့ကျွန်တော်အကျောင်းကြီးကတော့အကျမ်းပတ်အုပ်စုတွေဖန်ဆင်းချက်ခံထားရတယ်။အားလုံးကျွန်တော်စုစုပေါင်း၄ယောက်ဖြစ်ပါတယ်။တော်တော်ဆိုးတယ်ဗျာနော်တော်တော်ဆိုးတယ်ကျွန်တော်တော်တော်ဆိုးတာနဲ့ပဲကျွန်တော်အဆုံးသတ်ချင်ပါတယ်။အဲ့တော့ပခုတ်ကူနဲ့ရေစကြိုလာမကြီးဘယ်တော့ပွင့်မလဲကျွန်တော်လည်းမသိဘူး။ကျွန်တော်လည်းမသိပါဘူး။အဲ့ဒီဘက်မှာကျွန်တော်စစ်ရှောင်းနေရတဲ့ပြည်သူတွေမနေဘူးပါပဲ။တကယ်ပြမြေရှိဒေသတွေရှမ်းမောင်ဒေသတွေပြီးကျွန်တော်ပခုတ်ကူနဲ့ရေစကြိုလမ်းပိုင်းအနီးမှာရှိတဲ့ရွာတွေရွာတွေမှာရှိတဲ့ပြည်သူတွေစစ်ရှောင်းတာလည်းမနေပါဘူး။ဒါလည်းရှိကျွန်တော်တို့ပကတိအရှိတရားပါ။ရေစကြိုဆိုတာတကယ်တိတ်တိတ်လေးပါဗျာ။လက်သေးကုန်လောက်ပဲရှိတယ်တိတ်တိတ်လေးပါ။ သေးသေးလေးပါဗျ။နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်။ဒါကတော့ချောင်းဆုံမျိုးနဲ့မှာချောင်းဆုံမျိုးနဲ့မှာလွှတ်တော်ကိုယ်စားလှယ်လောင်းနေရဲ့စာရွက်တွေကိုစုပ်ဖြဲတဲ့အမျိုးသားတယောက်ကိုထောင်ဒဏ်18နှစ်ချမှတ်လိုက်တာပါ။မုံမီနဲ့ချောင်းဆုံမျိုးနဲ့ချောင်းဆုံမျိုးနဲ့မှာလွှတ်တော်ကိုယ်စားလှယ်များလွှတ်တော်ကိုယ်စားလှယ်လောင်းများရဲ့အမည်စင်းပါစာရွက်တွေကိုစုပ်ဖြဲခဲ့တဲ့အသက်65နှစ်အရွယ်အမျိုးသားကိုဒါထောင်ဒဏ်18နှစ်အမိန့်ချလိုက်ပါတယ်တဲ့။အသက်65နှစ်အရွယ်လူလူတော့သိတင်တာပါဗျ။ခင်ဗျာခင်ဗျာရဲ့ဒီစစ်သွေးကြွစိတ်တွေရောဖြောက်ဖို့လိုတယ်ဗျ။ထမိန်စီးခြင်းနဲ့ဆိုတော့နှစ်ဖူးစီး ထမိန်ထမိန်ခြုံရင်လည်းဆိုလဲခေါင်းမအောင်နဲ့ထမိန်အောင်လှုပ်လို့မရဘူးဗျာနော်လှုပ်လို့မရဘူးခင်ဗျားတို့ကလှုပ်လို့မရတဲ့အောင်သွားလို့ရင်တော့ခံရမှာပဲကျွန်တော်တို့ကဒီလိုလူမျိုးတွေဖြစ်တာမတနာဘူးအဲ့တော့ကျွန်တော်တို့ဒီလိုသတင်းတွေတင်ပြတာကလုံးမဲ့လူတွေသိဖို့အတွက်တင်ပြတာနော်ခင်ဗျားတို့ဒီလိုကိစ္စတွေနဲ့သွားလို့ရင်ခင်ဗျားတို့ကိုပြင်းထန်ထိရောက်ပြင်းထန်တဲ့ဥပဒေနဲ့အရေးယူမှာဒါကြောင့်ဟို online ကနေမြှောက်ပေးလို့လှုပ်တည်ပဲဖြစ်စေအလုတ်ချင်းလို့လှုပ်တည်ပဲဖြစ်စေတတိရှိလို့လှုပ်တည်ပဲဖြစ်စေ လုံးရောထိရောက်ပြင်းထန်တဲ့ဥတွေနဲ့ခင်ဗျားတို့အေးအေးယူမှာဖြစ်ပါတယ်ဒါကနမူနာပဲရှိသေးတယ်ဒီလိုမျိုးအေးအေးယူတာကျွန်တော်ရှေ့မှာရှေ့မှာလည်းရှိခဲ့ပါတယ်အားလုံးသိဖို့လည်းကျွန်တော်ဆွဲထုတ်ခဲ့တာဆွဲထုတ်လိုက်တာဖြစ်ပါတယ်ဖြစ်စဉ်ကနိုဝင်ဘာလ၄ရက်နေ့ကချောင်းစုံမြို့နယ်ကွမ်းရိုက်ကြီးွာအဲအုပ်ချုပ်ရေးမှုကျုံးမှာကတ်ထားတဲ့ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မယ်လှတ်တော်ကိုယ်စားလှယ်ကိုယ်စားလှယ်လောင်းတွေရဲ့အမည်စင်းပါတဲ့စာရွက်ကိုအသက်65နှစ်အရွယ်ရှိတဲ့ဦးကျော်မြင့်စုသူမှဆုပ်ပြဲလိုက်ပါတယ်ဆုပ်ပြဲပြီးနောက်ပိုင်းမှာသူ့ကိုကျွန်တော်နိုဝင်ဘာလ၅ရက်နေ့မှာဖမ်းဆီးရမိတယ်စာပြီးဆုပ်ပြဲတာကနိုဝင်ဘာလအလေးရနေမှာဆုပ်ဖြဲတယ် ငိုင်းနေမှာသူ့ကိုမိတယ်ထုံတော့မှာသူ့ကိုဥကြုံမြို့ဆိုသူ့ကိုချောင်းစုံမြို့မြို့မှာရက်စကမှာပအမတ်116မြင်းဆောင်2025ပါတီစုံဒီမိုစီအထွေထွေရေကောက်ပွဲများရေကောက်ပွဲများကိုနှောက်ရှက်ဟန်တားခြင်းမှကာဝယ်ပေးဥပဒေပုံမှ26ကကြီးမြင်းဆောင်24ကရအမှုဖွင့်တရားစွဲဆိုခဲ့ပါလေဒါကြောင့်အဲ့ဒီအမျိုးသားကိုနိုဝင်ဘာလ19ရက်နေ့မှာဥကြုံမြို့ကမော်လမြန်ခရိုင်တရားရုံးမှာထောင်နှံ18နှစ်ချမှတ်လိုက်ပါလေအဲ့တော့သူ့ကိုစဖန်တာက အငိုင်းနေမှာစဖန်တယ်ဖြဲတာဖြဲတာသူက၄ရက်နေမှာဖြဲတယ်ငိုင်းနေမှာစဖန်တယ်ကျွန်တော်တို့ရွတ်ပြမယ်နော်၅ရက်၆ရက်8ရက်10ရက်9ရက်10ရက်17ရက်12ရက်13ရက်14ရက်15ရက်16ရက်18ရက်17ရက်19ရက်ခင်ဗျာစဉ်းစားကြည့်15ရက်ပဲကြာတယ်တခါလဲကင်ထုတ်ပလိုက်တာထောင်နဲ့18နှစ်အယူခံမရှိဘူးနော်ခင်ဗျာဘာမှမျောလင့်မနေနဲ့ဘာမှမျောလင့်မနေနဲ့မြန်မြန်ဆက်ဆံပဲချပလိုက်တာပြီးသွားပြီဒီလူကြီးဗမာတည်မလဲဆိုရင်ဒီလူကြီးထောင်ထဲမှာပဲတည်ရမှာပါဗျာလက်ရှိတော့သူ့ရဲ့အသက်က65ပါ ခင်ဗျာဒီအသက်ရှင်လေထွက်လာမယ်လို့ခင်ဗျာထင်နေလားဘာကြောင့်သူအသက်ရွယ်အသက်ရွယ်ခင်ဗျာအိုးနေပြီဘယ်လိုလုပ်ဒီဒဏ်နေခံနိုင်မှာလဲဒါကြောင့်ကျွန်တော်တို့နောက်လူတွေလူလိုသိဖို့လိုတယ်လူလိုသိဖို့လိုတယ်ခင်ဗျာတို့မြှောက်ပေးနေလူလားဟိုပြည်ပားနေမြှောက်ပေးနေတာပြည်ပားနေခွက်ခေါက်နေဒီကောင်နေခွက်ခေါက်မှာစားရတာအပြည်ပားကောင်နေခင်ဗျာတို့ဘလီပလိုက်ပြောမယ့်ဟာဟိုတောင်ပြောမြှောက်ပြောနေပြောအဲ့ကောင်နေစီးပွားရှာနေတာအဲ့ကောင်နေ Facebook ကနေပြီးတော့ခင်ဗျာဘလီပလိုက်ပြောအဲ့ဒီကနေဒေါ်လာတွေပြန်ရ YouTube ကနေဘလီပလိုက်ပြောဒေါ်လာတွေပြန်ရနိုင်ငံရေးအာသာဖြစ်တဲ့ကောတော့ အဲ့နိုင်ငံအသာပြေတော့ခင်ဗျားတို့လိုက်ဒီကောင်လေးဒီကောင်လေးညွှန်ကြတဲ့အတိုင်းခင်ဗျားတို့ကဟိုဆိုင်းဖို့သွားဖြတ်စည်းလိုက်ဒီဆိုင်းဖို့သွားဖြတ်စည်းလိုက်ခင်ဗျားတို့ထိရောက်ပြင်းတဲ့အုပ်နဲ့အရေးယူပါတော့လှုပ်ရမ်းရေလှုပ်ကြဒီမှာအဖိုးကြီးအသက်က65နှစ်အရွယ်ရှိရင်လူလိုနားမလဲဘူး65အပေါင်းဆက်ခွန်အသက်က65နှစ်ဆက်ခွန်ထပ်ပေါင်းအလူအပြင်ထွက်လာရင်ကောင်းတဲ့ပြန်ထွက်လာမှာမဟုတ်တော့ဘူးအဲ့တော့မိသားစုကလက်ရှိနိုင်ရေးဖိတ်စာတာလှုပ်တာတခါတည်းရလှုပ်ထားလိုက်ဘာကြောင့်အသက်က65လေးဗျာ65ကိုခင်ဗျားဆက်ခွန်ထပ်ပေါင်းကြည့်ပါလားလွယ်လွယ်လေးလေခင်ဗျားတို့လူငယ်လေးလုံးမကြမ်းပါဘူးဒါအရှိတရားပဲအဲ့ဒါကြောင့်လက်မစွန်နဲ့ ခင်ဗျလက်ဆော့ရင်ကိုယ့်အိမ်ထဲမှာကိုဆော့အပြင်မှာထွက်မဆော့နဲ့အန္တရာယ်ရှိတယ်ပြည်ပမီဒီယာကိုနည်းနည်းကကြည့်ရှုအားပေးတယ်မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ